မင်းဟိုရဲ့တဘာဝကသူ့ရဲ့တဘာဝဆူဆွနေအတွင်းသားလေးတွေကနူးညံ့နေရမှာဒီလိုမျိုးဖြစ်နေနှောင်းတဲ့အမျိုးသမီးတွေဖြစ်များဆုံးကြုံတွေ့နေရတဲ့ခံစားနေရတဲ့ပြဿနာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကလေးမွေးထားတဲ့မိခင်တွေမှာဆိုရင်ပို့ပြီးတော့ခံစားရလိမ့်ရှိတယ်အမျိုးသမီးကအမျိုးသားနဲ့အတူနေလို့စိတ်လုံးဝမရှိတာရဲ့နောက်တစ်ခုက အတူနေလို့စိတ်ဖြစ်လို့အတူနေလိုက်တဲ့အခါမှာဆိုရင်အတူနေနေရင်းနဲ့ပဲ စိတ်မပါတော့တာနောက်တစ်ခုကအတူနေတဲ့အခါမှာနာကျင်စွာ ခံစားရတာဒီလိုပြဿနာတွေကဘာကြောင့်မို့ဖြစ်နေရတာလဲဘာကြောင့်လဲဆိုလို့ရှိရင်တဏ္ဍာတို့ရဲ့အဓိကပြဿနာကမိမကူကနှကိုးပုံမှန်အတိုင်းဆူဆွမှုမရှိဘဲနဲ့၆သွင်းနေတာကြောင့်ဖြစ်တာမင်းတို့ရဲ့တဘာဝကသူ့ရဲ့တဘာဝဆူဆွနေအတွင်းသားလေးတွေကနူးညံ့နေရမှာဒီလိုမျိုးဖြစ်နေရမယ်အရာကတဏ္ဍာတို့ရဲ့မိမကူထဲမှာရှိနေတဲ့လှိုင်းတွန့်လေးတွေက နူးညံ့မှုမရှိပဲ၆သွင်းနေတဲ့အခါကျတော့အတူနေတဲ့အခါမှာထုတ်အသွင်းလုတ်တဲ့အခါမျိုးမှာနာကျင်စွာခံစားရတာတချို့ဆိုလို့ရှိရင်သွေးထွက်တဲ့အထိကိုခံစားရတာမျိုးတွေရှိရပေါ့နော်ဒီလိုပြဿနာတွေခံစားနေရပြီဆိုရင်ကိုယ့်ရဲ့အိမ်တော်ကြီးကตายရနိုင်ပါဦးမလား ဲ့တော့ကိုကဘာလို့ရမှာလဲမသိတော့စေယုံစည်းကမ်းကြီးပြေးရတယ်စေယုံစည်းကမ်းသွားရတဲ့အခါမှာအချိန်ကုန်တယ်ငွေကုန်တယ်နောက်တစ်ခါကတချို့ကကြတော့ပြောရဲဆိုရဲလို့သွားရတယ်ဆိုရင်ပြဿနာမရှိဘူးတချို့ကကြတော့လည်းဒါကြီးကတဘာဝအင်းနေမှာပါမိန်းမတိုင်းကဒီလိုမျိုးပြဿနာတွေဖြစ်နေတာနေမှာပါတဘာဝပါပဲဆိုပြီးတော့မှကိုကလိညူရှုထားမယ်ဆိုရင်ကြာလာရင်ကိုရဲ့အိမ်တော်ကြီးကตายရတဲ့အိမ်တော်ကြီးတခုကိုဖန်တီးနိုင်မှာမဟုတ်တော့ဘူး။ဘာဖြစ်လို့လဲဆိုတော့တဏ္ဍာရုအမျိုးသမီးတွေက ကိုယ့်ရဲ့မိသားစုကိုချစ်တယ်ဂယူးဆိုင်တယ်ဒါပေမဲ့ကိုမေ့နေတဲ့အရာကကိုကိုကိုဂယူးဆိုင်ဖို့မေ့နေတာကိုကိုကိုဂယူးဆိုင်တယ်ဆိုရဲနေရာမှာတောင်မှကိုယ့်ရဲ့မျက်နာဆိုရင်ဂယူးဆိုင်ဖို့တတိရတယ်ကိုယ့်ရဲ့ ခန္ဓာကိုအသားမဲသွားတယ်ဆိုရင်ဂယုစိုက်ဖို့သတိရတယ်စကင်ကဲဖို့သတိရတယ်ဘော်ဒီလိုရှင်းနေလိမ့်ဖို့သတိရတယ်ဒါပေမဲ့သတိမရပဲနဲ့ပြတ်ထားတဲ့နေရာတစ်ခုရှိတယ်အဲ့ဒါကကိုယ့်ရဲ့မိမကိုဧရိယာလေးပါလုံးဝပြတ်ထားလို့မရဂယုစိုက်ပေးရမယ်ဒါဆိုရရှိရင်သူ့ကိုတန်တာတို့ကတရက်ကိုအချိန်တနာရီပဲပေးပြီးဂယုစိုက်လို့ရှိရင်ကိုယ့်ရဲ့မိမကိုနေရာလေးကစမ်းမာရေးကောင်းမှာဖြစ်တယ်အဲ့တော့တနာရီအချိန်ပေးမယ်ဆိုရင်အမျိုးသမီးတိုင်းပေးနိုင်ကြတယ်ဟုတ် တနားရီအချိန်ပေးပြီးတော့ဘာလုပ်ပေးရမှာလဲဆိုလို့ရှိရင်ဖြိုးဖြိုးကောလဂျင်လေးကိုတနားရီအချိန်ပေးပြီးတော့မှဖဲ့ပေးမယ်ဆိုရင်ခေါနာကပြောတယ်မိမို့6သိတဲ့အပိုင်းနေပြီးလို့ရှိရင်မိမကိုကလေထွက်တာစီမထိန်နိုင်တာတအိမ်ကျွန်းတာတအိမ်ကြတာတအိမ်ခေါင်းကင်စာထီကိုကာကွယ်ပေးတာဒီလိုမျိုးပြဿနာတွေ ပအိမ်နဲ့ပတ်သက်တဲ့ပြဿနာတွေမိမှုကိုနဲ့ပတ်သက်တဲ့ပြဿနာတွေကျမ်းမာရေးကောင်းမွန်နေမှာကိုယ့်ရဲ့ခင်မုံကိုယ့်ရဲ့မိသားစုပြီးရင်ကိုကိုယ်တိုင်ကလည်းတရားပြောရွှင်ရမှာဒီတော့ကိုကျမ်းမာရေးကိုဂရုစိုက်ပါပထမဆုံးနံပါတ်1ကိုယ့်ရဲ့ကျမ်းမာရေးကောင်းမွန်မှာကိုယ့်ရဲ့မိသားစုကိုပျော်ရွှင်မှုတွေပေးနိုင်မှာဖြစ်လို့ကိုယ့်အတွက်ကိုအချိန်တနာရီတော့တန်တာတို့ပေးနေတယ်ဟုတ်အဲ့တော့အချိန်တနာရီပေးပြီးဘလို့ဂရုစိုက်ရမလဲဆိုတော့အသေးစိတ်နီလန်းလေးကိုသိကြည့်မယ်ဆိုရင်ကိုမမမှန်ငယ်ပေးပါနော်